နေရဖြစ်သွားတယ်ပြင်ဦးလေးကလူသက်မှုကလည်းရန်ကုန်ကလူသက်မှုလိုပဲတော်တော်ကြောက်စရာကြီးနော်အာကြောင်မဲမျိုးကနေပြီးတော့ဆနတ်တန်းအကြောင်းသူလေးကပြင်ဦးလေးက private school မှာကျောင်းတက်တယ်သူ့မိကကြောင်မဲကနေတရင်ကျုပ်ပိတ်ရဆိုပြီးသူ့သမီးကိုလာလဲတယ်အဲ့ဒါကိုအเจ้าမုတ်စေးတန်းကအန်တီကသူ့မှာအခုညီလိုရလို့ဆိုပြီးသူ့မိကိုခေါ်သွားတယ်ပြီးတော့ တက်ပြတယ်ပေါ့နော်တက်တာမှာတော်တော်ရရက်ဆက်ဆက်ကိုအဲ့လိုပဲခေါင်းတွေမျက်နှာတွေကြေမွှားဆုပ်ပြတ်တက်နေအောင်တက်ထားတာပေါ့နော်အာသူ့မေကတော့သူ့သမီးလေးကတော့သူ့မေပြောက်လို့ပေါ့ဖုန်းခေါ်တယ်ပြီးတော့သူ့အဲ့ဒီတက်တဲ့မိန်းမကသူ့သမီးကိုထတ်လာခေါ်တယ်သူ့မေကဖုန်းပြောက်သွားလို့ဆိုပြီးတော့ထတ်လာခေါ်တော့သူ့သမီးကလိုက်သွားတယ်ကွယ်လမ်းတစ်ဝက်မှာအသင်ပါလာတဲ့ဝိုင်းပလင်းနဲ့နောက်စီကိုရိုက်လိုက်ပြီးတော့လဲသွားတဲ့ချိန်မှာထပ်ပြီးတော့အောက်ကအမြေကြီးနဲ့ပေါ့နော်မျက်နှာလေးနဲ့ကိုစောင့်ပြီးတော့အဲ့လိုမျိုးထပ်ပြီးတော့ရိုက်တက်တာပေါ့ကွယ်ပြီးတော့အာမီးရှို့ပြီးတော့ထပ်ပြီးမဒက်စီလောင်းပြီးမီးရှို့ ಇತ್ತಟೆ အဲ့ဒါဒါမင်းမဲကောင်မလေးအဲ့ဒါကိုထွက်ပြေးတာထွက်ပြေးတာကြံကင်းလေးကနေထွက်ပြေးပြီးအနားမှာရှိတဲ့ရွာတွေကိုရောက်သွားတဲ့ခါကျတော့သူတို့အကူညီတောင်းပြီးသူ့အမေလည်းပျောက်နေတယ်ပေါ့ဆိုအကူညီတောင်းပြီးတော့လိုက်ရှာလိုက်တဲ့ခါကျတော့သူ့အမေရဲ့အလောင်းကိုတွေ့တယ်။အာသူ့အမေရဲ့အလောင်းကိုတွေ့တော့မျက်နှာတွေစုပ်ပြက်ခေါင်းတွေလည်းစုပ်ပြက်တကူလုံးစုပ်ပြက်ပေါ့ကွာ။အဲအဲ့လိုမျိုးကြီးတော်တော်အခြေအနေဆိုးဆိုးပေါ့အလောင်းကအဲ့လိုတွေ့တယ်ပေါ့။အဲအဲ့ဒီတော့အဓိကတက်တဲ့ယူရချက်ကကြတော့ပါလာတဲ့ပစ္စည်းတွေနဲ့ဖုန်းကိုယူဖို့အတွက်အဓိကပစ္စည်းလုပြီးတော့လူတက်တာပေါ့နော်ဒီတဲ့ရင်ကိုကြတော့သူ့ဖေအေကလည်းကြောင်မဲရနေဆိုင်ကယ်နဲ့ဆင်းလာတယ်ဆင်းလာတော့ဒီ မိမနဲ့တမီးရဲ့ဖြစ်ရက်ကသူ့ရင်လည်းဘယ်လိုမှမခံစားနိုင်ဘူးလေအဲ့ခါကျတော့ဆိုင်ကယ်ထပ်မောက်တယ်ကွယ်ထပ်မောက်ပြီးအခုခြေထောက်ကျိုးတယ်ဖက်အေးရလဲပေါ့နော်အဲ့ဒီတော့အခုခေတ်ကလေဘယ်လိုဖြစ်လဲဆိုတော့ရွှေတွေအလဝတ်လက်စားတွေဒီ iPhone တွေအဲ့ဒါတွေကလေလူကိုဒုက္ခပေးဖို့အတွက်မြှုပ်ဆဲနေတယ်လို့ပဲအခုခေတ်ကြီးကကောင်းတာမဟုတ်တဲ့အတွက်လေအရန်လဲပေါ့နော်လူအထင်ကြီးလောက်အောင်ရွှေတွေငွေတွေမဝတ်ဖို့အာအဲ့လိုမျိုးပေါ့မဟာတရားပေါ့နော် သုံးဆွဲပြတာတွေလည်းမလုံးမလုံးတဲ့အချိန်အခါပေါ့နော်ဒါတွေကကိုယ့်ရဲ့အသက်အန္တရာယ်ကိုလည်းထိခိုက်လာနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်ဒီလူသက်မှုကရန်ကုန်လူသက်မှုနဲ့တိတ်မချဘူးတတ်ထားတာကလည်းတော်တော်ရဲရဲဆက်ဆက်ကိုတတ်ထားတာပေါ့နော်ကြောက်စရာကြီးနော်